မင်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းအတွင်းမှာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ဖို့နဲ့နေအိမ်တွေမိရှို့ဖျက်ဆီးဖို့အတွက်စစ်ကောင်စီအကြီးအကဲတွေရဲ့ဆုံးဖြတ်အမိန်ပေးချက်အရလှုပ်ဆောင်ရတာဖြစ်တယ်ဆိုပြီးဒေါ်လန်ရေးတက်တွေဖမ်းဆီးရမိထားတဲ့ခမရ3ချောင်းနဲ့တက်ရတသားအောင်စိုးမှုကဝန်ခံလိုက်တဲ့အပြင်နောက်ထပ်ခမရ309ရဲ့ဗိုလ်ကြီးအောင်သူစင်ကလည်းပြည်သူနဲ့ဒေါ်လန်ရေးရေဘော်လေးဦးကိုပြစ်ခတ်တပ်ဖြတ်မှုအတွက်ခွင့်လွှတ်ပေးဖို့တောင်းပန်ထားပြန်ပါတယ် ရန်ကုန်လေစိတ်မှာအလဲပတ်နိုင်ငံကူးလက်မှတ် PV ရောအလောက်ကိုင်းနိုင်ငံကူးလက်မှတ် PJ ရောပြပထွက်ခွာသူတွေအကုန်လုံးကိုစစ်ကောင်စီတပ်ကတင်းတင်းကြပ်ကြပ်စစ်ဆင်နေပြီလေစိတ်ကနေလက်ပြန်ခိုင်းခံရတဲ့သူအရေးအတွက်ဟာပုံမှန်များပြားလာနေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းတိုင်းတွင်းမှာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ဖို့နဲ့နေအိမ်တွင်မိရှုဖျက်ဆီးဖို့အတွက် စစ်ကောင်စီအကြီးအကဲတွေရဲ့ဆုံးဖြတ်အမိန့်ဘေးချက်အရာလှုပ်ဆောင်ရတာဖြစ်တဲ့ဆိုပြီးဒေါ်လာရေးတက်တွေဖန်းစီရမိထားတဲ့ခမရ3ချောင်းနဲ့တက်ရတက်တာအောင်ဆိုမိုးဆိုတဲ့သူကဝန်ခံလိုက်တဲ့အပြင်နောက်ထပ်ခမရ309ရဲ့ဗိုလ်ကြီးအောင်သူစင်ဆိုတဲ့သူကလည်းပြည်သူနဲ့ဒေါ်လာရေးရဲဘော်၄ဦးကိုပြစ်ခတ်တက်ဖြတ်မှုအတွက်ခွင့်လွတ်ပေးဖို့တောင်းပန်ထားပြန်ပါလေဒါဟာပုလင်မြုံနဲ့တိုက်ပွဲအတွင်းဒေါ်လာရေးတက်တွေအရှင်ဖန်းစီရမိထားတဲ့စစ်ကောင်စီတက်ဖွဲ့ဝင်တွေကိုတိုင်ဝန်ခံထွက်ဆိုထားတာပါ ဲ့ဒီလိုအရှင်ဖန်းစီရောက်မိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတဲ့ကခမရ36တက်ရတက်သားအောင်စိုးမိုးဆိုတဲ့သူဟာသူတို့အနေနဲ့ပြည်သူတွေကိုဖန်းစီဖို့တပ်ဖြတ်ဖို့နဲ့ခြေရော်တွေကိုမိရှို့ဖျက်ဆီးဖို့အတွက်စစ်ကောင်စီအကြီးအကဲတွေကိုယ်တိုင်ဆုံးဖြတ်အမိန့်ပေးချက်အရလှုပ်ဆောင်ရတာဖြစ်တယ်ဆိုပြီးဝန်ခံထားပါတယ်အဲ့ဒီဘုဒ္ဓလင်းနဲ့တိုက်ပွဲကစစ်ကောင်စီတပ်စစ်ကြောင်းဟာစတေမလာပထမအပတ်ကပဲရာတော်မြို့နယ်ကိုစစ်ကြောင်းထိုးပြီး ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့နေအိမ်တွေကိုလည်းမိရှုဖြက်ဆီးခဲ့ကြတဲ့သူတွေလည်းဖြစ်တယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီဘုဒ္ဓလင်းတိုက်ပွဲအတွင်းမှာပဲဖမ်းဆီးရမိထားတဲ့ခမရ300တက်ရဲ့ဗိုလ်ကြီးအောင်သူစင်ဆိုတဲ့သူကလည်းကျွန်သေးချောင်းကျေးရွာကပြည်သူတို့ကရိုးကျေးရွာကအသက်80ကျော်အမျိုးသားတဦးနဲ့ပကဖအဖွဲ့ဝင်2ဦးတို့ကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးကရိုးရွာကနေအိမ်အလုံး20ဝန်းကျင်ကိုပါမိရှုဖြက်ဆီးခဲ့တယ်လို့ဝန်ခံထားတဲ့အပြင်အဲ့လိုသူတို့ရဲ့လုပ်ရက်တွေအတွက် ပြည်သူတွေအနေနဲ့ခွင့်လို့ပေးဖို့ကိုပါအဲ့ဒီဘုံကြီးအောင်သူစင်ဆိုတဲ့သူကဝန်ခံတောင်းပန်ထားပါသေးတယ်ခင်ဗျတပတ်မှာတော့စကိုင်းတိုင်းရွှေဘုံမြို့ပေါ်မှာအချက်ပစကောင်စီတပ်သားတွေနဲ့ပြူစောတီတွေကလုပ်ငန်းရှင်တွေစီကနေချင်းချောင်းငွေညှစ်တောင်းရန်လို့မရတော့တဲ့အတွက်ဓမြတိုက်မှုတွေကိုပေါပေါထင်ထင်ကျူးလွန်လာတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်အော်တိုဘလ9ရက်နေ့ညပိုင်းကပဲ အချက်ဖက်စကောက်စီတပ်သားတွေရဲတွေနဲ့ပူစော့ထီတွေလုံခြုံရေးယူထားတဲ့ရွှေဘုံမြို့မှာစီတောင်ဘက်ကကုန်းတဲ့တူရဲ့နေအိမ်နဲ့နန်းတော်အနောက်ဘက်ကငချောက်ဆိုင်တဆိုင်ကိုစကောက်စီတပ်ဖွဲ့ဝင်တွေကအဲစင်းစစ်မဲ့ပုံစံနဲ့ဓမြဝင်းတိုက်သွားကြတယ်ဆိုပါတယ်အဲ့ဒီမှာစကောက်စီတပ်ဖွဲ့ဝင်တွေနဲ့ပူစော့ထီတွေကအဲစင်းစစ်မဲ့ပုံစံနဲ့တကားတွေဖွင့်ခိုင်းပြီးမှအိမ်ထဲမှာရှိတဲ့လူတွေကိုကျိုးနဲ့တုပ်ပြီးရှစ်သမြရွှေငွေအကုန်ယူသွားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်အဲ့ဒီလို့ ဓမြမတိုက်ခင်စစ်ကောင်စီတပ်သားတွေရဲတွေနဲ့ပြူစောထီတွေဟာလုပ်ငန်းရှင်တွေစီကနေဖုန်းနဲ့ဆက်သွယ်ပြီးချိန်ချောက်ငွေညှစ်တာတွေအမြဲတို့လို့လုပ်နေကြတာဖြစ်တယ်လို့အခုကအဲ့လိုမဟုတ်တော့ပဲပေါ်ပေါ်ထင်းထင်းကြီးဓမြတိုက်တဲ့အခြေအနေဖြစ်နေကြပြီလို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်အဲ့ဒီလိုလုပ်ငန်းရှင်တွေကိုချိန်ချောက်ငွေညှစ်တောင်းရမ်းမှုတွေဓမြတိုက်မှုတွေကိုရွှေဘုံမြို့နယ်မေခွန်ဂျေးရွာသားပြူစောတီခေါင်းဆောင်ပေါ်သိန်းဆိုတဲ့သူနဲ့အဖွဲ့က စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီးအကျိုးမြတ်ကိုခွဲယူနေကြတာဖြစ်တယ်လို့လဲဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့မြပရီမျိုးကအကြံပစစ်ကောင်စီရဲ့ဥဂရထစခန်းကိုဒေါ်လာရေးတပ်တွေကအကြင်ကြင်တိုက်ခိုက်ချေမှုမှုအတွေ့စစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်စစ်သားတချို့လည်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြပြန်တယ်လို့ဒေါ်လာရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်အော်တိုဘလာ9ရက်နေ့ကပဲ မြောက်ရီမြို့ကချမ်ပီယံစစ်ကောင်စီရဲ့ဥက္ကဋ္ဌစခန်းကိုတော်လည်ရေးတပ်တွေက drone နဲ့ဘုံကျဲမှုတွေအပါအဝင်အကြိမ်ကြိမ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့ drone ဘုံတွေထိပြီးအသီးသီးသိမ်ကုန်ကြတဲ့အပြင်တချို့စစ်သားတွေလည်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးကုန်ကြတယ်လို့တော်လည်ရေးသတင်းအရှေ့မှကပြောထားပါတယ်ခင်ဗျာ။ဒီတခါပဲခူးတိုင်းဘက်မှာတော့တဲကုန်းမြို့နယ်မှာ အချက်ပဲစစ်တကူတည်င်းပေးပြီးပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောင်းနေသူရွာတကုံးရွာကစစ်တဲ့တည်င်းပေးတူကိုတော်လိုင်းတက်တွေကပြစ်ခတ်ရှင်းနေရမှာသေသွားပြီလို့တဲကုံမျိုးနဲ့ပတ်ခဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်အော်တိုဘလာ9ရက်နေ့ကပဲတဲကုံမျိုးနဲ့ရွာတကုံးရွာကအချက်ပဲစစ်တဲ့အတွက်အာဂျိုမန်တက်တည်င်းပေးလုံနေတဲ့ဂျက်မဆိုတဲ့သူကိုတော်လိုင်းတက်တွေကတွားရောက်ပြစ်ခတ်ရှင်းနေရမှာသေသွားပြီလို့ဆိုပါတယ် အဲ့ဒီရွာတကုန်းချင်းရွာကဂျက်မဆိုတဲ့သူဟာစစ်တဲ့တင်းပေးလှုပ်ပြီးပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချင်းချောင်းနေသူဖြစ်တယ်လို့စစ်ကောင်းစီအတွက်တင်းပေးလှုပ်နေတာတွေကိုဆက်မလှုပ်ဖို့တော်လိုင်းရေးတပ်တွေကအချင်းချင်းသတိပေးထားတဲ့ကြားကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံဒုက္ခပေးနေတဲ့အတွက်ပြစ်ခတ်ရှင်းနေလိုက်ရတာဖြစ်ပြီးအခုတော့သေသွားပါပြီလို့တဲကုန်းမြို့နယ်ပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ ရန်ကုန်လေစိတ်မှာအလဲပတ်နိုင်ငံကူးလက်မှတ် PV ရောအလောက်ကိုင်းနိုင်ငံကူးလက်မှတ် PJ ရောပြပထွက်ခွာသူတွေအကုန်လုံးကိုစစ်ကောင်စီတပ်ကတင်းတင်းကြပ်ကြပ်စစ်ဆင်နေပြီလေစိတ်ကနေလှည့်ပြန်ခိုင်းခံရတဲ့သူတွေလည်းအရေးအတွက်ပုံမှန်များပြလာနေတယ်လို့ကိုတိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေနဲ့ပြပခီးသွား agency တွေကရန်ကုန်ခေတ္တကိုပြောပါတယ်အဲ့ဒီလိုရန်ကုန်လေစိတ်ကနေလှည့်ပြန်ခံခဲ့ရတဲ့သူတွေတက်ကထိုင်းနိုင်ငံဘန်ကောက်ကိုအလုတ်ကိစ္စနဲ့ခဏခဏပွားနေရတဲ့သူတို့အုပ်ကိုလည်း စစ်ကောင်စီက passport စာအုပ်ထဲမှာအဝင်အထွက်တုံးတွေအများကြီးတွေ့နေတာတော့စီးပွားရေးကိစ္စဘွားပြီးဆွေးနွေးမဲ့ထိုင်းနိုင်ငံကမ္ပဏီရဲ့ထောက်ခံချက်မပြနိုင်လို့ဆိုပြီးလေစိတ်ကနေထွက်ခွင့်မပေးတဲ့အတွက်လှည့်ပြန်ခဲ့ရတယ်လို့ ID နိပညာဆိုင်ရာစီးပွားရေးလုတ်ကင်သူကသူလှည့်ပြန်ခဲ့ရတဲ့အကြောင်းကိုရှင်းပြထားပါတယ်။ဒါအပြင်အခုကာလအတွင်းမှာပဲဒူဘိုင်းနဲ့အရှေ့လေဘိုင်းဒေတာတွေကို PV နိုင်ငံကူးလက်မှတ်နဲ့တွားရောက်မဲ့သူအများစုဟာလေစိတ်ကနေထွက်ခွင့်မရပဲလှည့်ပြန်နေရတာတွေဟာ အရေးအတွက်တော်တော်ကိုများနေပြီသူတို့ပြောတယ်လေစိတ်ကထွက်ခွင့်ရဖို့ VIP စာပေနဲ့ပါငွေကျပ်330ပေးပြီးလုံလဲထွက်ခွင့်မရတလို့အဲ့ဒီ330ပါပြန်မရတဲ့အခြေအနေဖြစ်နေတယ်လို့ဒူဘိုင်းကိုတွားဖို့စူးစမ်းနေတဲ့သူတို့ကပြောထားပါသေးတယ်လက်ရှိမှာအချမ်းဖက်စကောင်စီကရန်ကုန်လေစိတ်ကနေအလဲပတ်နိုင်ငံကူးလက်မှတ် PV ရောအလောက်ကိုင်းနိုင်ငံကူးလက်မှတ် PJ ရောပြပထွက်ခွာသူတွေအကုန်လုံးကိုတင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေလုပ်နေပြီးတော့ လေစစ်ကနေလှည့်ပြန်ခိုင်းခံရတဲ့သူအရေးတော့ဟာလေပုံမမြပြလာနေတယ်လို့ကိုရင်ကြုံတွေ့ခဲ့ရသူတွေနဲ့ပြပခီးသွား agency တွေကပြောထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ချီးစွတ်တင်ပါတယ်ကျွန်တော်နားငယ်ပါ